မြန်မာနိုင်ငံမှာလူကြိုက်များတဲ့အော်တိုဆိုင်ကလေးကိုပြောပါဆိုရင် Honda EDV 350ဆိုင်ကလေးပါဝင်ပါတယ် အခုဆိုရင်2025မော်ဒယ်တက်ကိုနိုင်ငံတော်တော်များများမှစတင်ရောင်းချပေးနေပါပြီ။ဒါကြောင့်ဒီကနေ့မှာတော့မော်တော်နိခေဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်2025မော်ဒယ် Honda EDV 350ဆိုင်ငယ်အကြောင်းကို review လုပ်ပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြွကြွအောင်ပါ။ Motorbike Order တယောက်ဖြစ်ပါတယ်။မြို့တွင်မဲတွားတွားခီးဝီဝဲထွတ်ထွတ်မညီညာတဲ့လမ်းဒီပေါ်မှာပဲမောင်းမောင်းစကူတာဆိုင်ငယ်အကြီးစားရှာနေတဲ့ဆိုရင်2025မော်ဒယ် Honda EDV 350ဆိုင်ငယ်ကိုညွှန်ရပါလိမ့်မယ်။ လောင်လောက်တဲ့အမြန်နှုံးရှိတဲ့မြို့ရင်းစီးဖို့အတွက်အထူးကောင်းမွန်နေထိုင်ခေါကပစ္စည်းထက်တဲ့နေရာကဂျေနာတစ်ကိုပူရယ်ဆိုတဲ့အချက်တွေက Honda ADV 350ဆိုင်ကရဲ့အာသာချက်တွေလို့ဆိုရမယ်။ ဒါပေမဲ့စကူတာပြီးပြီးစူဝန်လုံးနဲ့လမ်းနီမှာဆိုရင်တော့မောင်းနေရတာအခက်ကြုံနိုင်ပါတယ်။ရွှန်တော်တွေဒါမှမဟုတ်တဲရော့တွေဖြစ်မောင်းရင်တော့အော်တိုဆိုင်ကယ်ရဲ့ထုံးစံအတိုင်းဘိန်းွေလူတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ရောင်း25မော်တဲ့ဝန်တာ EDV 350ဆိုင်ကယ်မှာ liquid ကို first stroke engine ကို 330cc နဲ့တက်စင်ထုတ်လုပ်ပေးထားတယ်။လူကြိုက်များကြတဲ့တဲမှာတော်လက်ဖွင့်စရာမလိုတဲ့ electronic snow စနစ်လည်းပါဝင်ပါတယ်။ CVD Autogear ဖြစ်တာကြောင့်အမြင့်ဆုံးမြင့်နှုန်းကတနားယူ133ကီလိုမီတာထိမောင်းနေနိုင်သလိုအကွေချိုးရီမှာလည်းတင်ငိမ်မှုရှိတယ်။စီတိုင်ကြီးဝန်ဆက်မှုပမာဏက17.8လီတာဖြစ်သလိုစီစံနှုန်းကကီလိုမီတာ100ကို3.4လီတာစီကုံကြမှုရှိနိုင်ပါတယ်။စီပြည့်ပြည့်တိုင်းရင်တော့မိုင်ပေါင်း108မိုင်ထိခီးနေနိုင်ပါပါ။ တိစောက်မှုပိုင်းကိုကြည့်ရင်ထိုင်ကုန်မြင့်က995မီလီမီတာရှိတာကြောင့်အရက်ပူတဲ့တူတွေအတွက်6000ရတာအနည်းငယ်ခက်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။အနည်းဆုံးအရက်96လက်မနဲ့အထက်ရှိမှစီးလို့အဆင်ပြေမဲ့ဆိုင်ကယ်မျိုးပါ။ဖိနိုင်ကုန်ကျတဲ့အတွက်ခီးဝေးစီးတဲ့အခါတက်တောင့်တက်တာရှိစေမှာတိတ်ကြပါရစေ။ ထိုင်ကောင်မှအုတ်ထုတ်နှလုံးဆက်နဲ့48လီတာကျဲဝင်းနဲ့ပစ္စည်းတဲ့ကန့်ပါဝင်တာကကျန်တဲ့ဆိုင်ကလေးနဲ့လုံးဝလုံးဝမတူတဲ့အာတာချက်တွေပါပဲမြေပြင်ကင်းလုံးအမြင့်က145မီလီမီတာရှိပြီးတော့8တာယာ15လက်မနဲ့နောက်တာယာက14လက်မရှိပါတယ်ရှင်းောက်တာနှစ်ခုလုံးကိုလမ်းမြေတော်လာနိုင်မဲ့ off road ပုံစံတားတွေတက်ဆင်ပေးထားတာကလည်းထူးခြားနေတဲ့အချက်ပါပဲ။ဆိုင်ငယ်လေးချိန်ကစီအပြင်းနဲ့ဆိုရင်186 kg ရှိပါတယ်။ ်95မော်ရဲဝင်တာ EDV 350ဆိုင်ရဲ့လုံခြုံမှုဘိုင်းကိုကြည့်ရင် single display တွေကြီးတုံးထားတယ်။ ရှိပရိယောနောက်ပရိမာပါ AVS နဲ့ပါဝင်ပေမဲ့အခုအရင်နေမှာပရိထိန်ပေမဲ့ Chronoring AVS တော့မပါဝင်ပါဘူး။နောက်ပိမာကွာကောင်းမှုအတွက်အစစ်နှစ်ဆင့်ရွေးချယ်နိုင်တဲ့ Honda Slitevel Truck Windows နဲ့ပါဝင်ပါသေးတယ်။နောက်25မော်တဲ့ Honda EDV 350ဆိုင်ကရဲ့ဖောက်တီကချိန်ကြီးလို့ရတဲ့ spring ဖောက်ကိုတုံးပေးထားတယ်။နောက်ဆိုင်နေစနစ်က130 mm နဲ့ရှေ့ဆိုင်နေစနစ်က125 mm အထိ spring အတိတ်ကျလုပ်ပေးနိုင်ပါတယ်။ရှေ့ဆိုင်နေစနစ်ကအရင်မော်ဒယ်လိုပဲပြောင်းလဲမရှိတဲ့ upside down ဖောက်ဖြစ်ပေမဲ့ ောက်ဆိုင်နေစနစ်ကပင်လော့အဂျစ်စတေပဲပါဝင်လာတဲ့စနစ်တစ် twin shot ဖြစ်လာပါတယ်။ pre lot adjustable ပဲဆိုတာကဆိုင်ငယ်စောင်းတဲ့ဒဏ်တက်တာစီဖို့စီးနင်းတူရဲ့ကိုယ်လေးချင်းစီးနင်းမှုပုံစံစီးနင်းမဲ့မြင်မြင်နဲ့ပြင်စတဲ့အခြေအနေတွေနဲ့ကန့်ညီအောင် spray နဲ့ PR ကိုချိန်ကြီးပေးနိုင်တဲ့ signing snack ကိုဆိုလိုတာပါရှီမီဂျီယောနောက်မိပါအလီဒီမီဒီဖြစ်ပေမဲ့ယာရီရုဆိုးရွားချိန်မှာကိုယ်ဆိုင်ငယ်ကိုပို့ပြီးမြင်လာစေမဲ့နှင်ွယ်မီနှလုံးလဲတက်ဆင်ပေးထားတယ်ထူးခြားမှုကချိုးခွေ့ပြီးရင်ဘေးချစ်ပြတ်စင်ကနေမီတွေအလိုလျောက်ပိတ်ပေးမဲ့ auto signal cancellation ပါဝင်တဲ့အချစ်ပြမီ snack ပါပဲ ဖုန်းပြဖို့တချင်ဖုန်းမိုးနဲ့လမ်းကြောင်းရှာဖွေဖို့အတွက် Android ရော iOS smart ဖုန်းတွေနဲ့ပါချိတ်ဆက်နိုင်မဲ့ခနာတို့ sign up ကိုလည်းငါလည်းမအရွယ် TFT တိုင်ခွင့်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Yamaha ထုတ်လုပ်တဲ့ Yamaha Hmet 300 cycle နဲ့ Honda EDV 350 cycle တို့ဟာအနည်းဆက်ဆုံးပြိုင်မစ်စကူတာတွေလို့ဆိုနိုင်ပါတယ်။မီကိုရောင်အနှစ်ရောင်အနီရောင်အစရှိတဲ့အရောင်တွေနဲ့ရရှိနိုင်တဲ့နောက်25မော်တဲ့ Honda EDV 350စံငယ်တံမိုးကပေါင်စတာလင်း6000နီးပါးရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာအခု Honda ADV 350ဆိုင်ကကြိုက်တဲ့သူတွေဘယ်သူတွေပါလဲပါတယ်ဆိုရင်ခွန့်မှန်ပါ yes လို့ရေးပေးခဲ့ပါဦး